ဟယ်လိုအာအလုံးမဲမင်္ဂလာပါအာကျွန်တော်တို့ Lakecon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပေါ့နော်ဒီကနေ့ပြောပြသွားမယ့်အကြောင်းကတော့ The Secret of Katana or Martin Sight Katana ရဲ့လှည့်ဝှက်ချက်သို့မဟုတ် Martin Sight အကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာ Martin Sight ဆိုတာဘာလဲ Martin Sight ကိုဘယ်လိုလုပ်လို့ရတယ်လဲပြီးတော့ Katana ရဲ့လှည့်ဝှက်ချက်အစရှိသဖြင့်ကျွန်တော်တို့တင်ဆက်သွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်မှာကျွန်တော် အတိပေးခြင်းတာကကျွန်တော်ဒီဒီဗီဒီယိုကို consumer တယောက်အနေနဲ့တင်ဆက်သွားမှာဖြစ်ပါတယ် specialist သို့မဟုတ် manufacturer တယောက်အနေနဲ့တင်ဆက်သွားမှာမဟုတ်ဘူးဆိုတော့ကိုကျွန်တော်ကြိုတင်အတိပေးပါရစေအာကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တမန်ကြောင်းလေးနဲ့စလိုက်အောင် martin site martin site ဆိုတာ german သိပ္ပံပညာရှင် eldorf martin ကို ကိုစားပြုပြီးတော့အာသူ့ရဲ့နာမည်ကိုဂုံပြုပြီးတော့ပေးထားတာဖြစ်ပါတယ် eldorf martin က martin site martin stick transformation နဲ့ diffusionless phase transformation အစရှိတဲ့ level မှာကြော်ကြားတဲ့ metallurgist တယောက်ဖြစ်ပါတယ်။သူက German T twin သူများထဲမှာ38ရောင်မြောက်အကြော်ကြားဆုံး T twin နဲ့ပညာရှင်တဦးလည်းဖြစ်ပါတယ်။သူကဒါ inventor ပေါ့နော် inventor ။သူက scientist လို့မသုံးပါဘူး။သူကဒီမှာ inventor လို့သုံးထားရတော့မဟုတ် အာတီထွင်တဲ့လူဖြစ်ပါတယ်ပေါ့နော် ကျွန်တော်တို့နောက်ထပ် slice တစ်ခုသွားလိုက်အောင်အဲ့တော့အာနောက်ထပ် slice မှာဘာလဲဆိုတော့ကျွန်တော်တို့ mutton size ဆိုတော့ဘာလဲပေါ့နော် mutton size ဆိုတာကတော့ကျွန်တော်တို့ဘေးမှာမြင်ရတဲ့ body center um sorry အာကျွန်တော် laser pointer လေးထုတ်လိုက်ပါမယ်အာ body center tetragon ပုံစံ lattice ကိုပိုင်ဆိုင်ထားတဲ့ alloy steel ပဲဖြစ်ပါတယ်တဲ့အာ lattice ဆိုကျွန်တော်တခုလို့ ောက်လို့ရှင်းပြပါရစေလက်တီဆိုတာဟိုဗမာလိုအဖြစ်ထက်ကတလေလေဖြစ်ပေါ်နေတဲ့အတံပုံစံတွေဖြစ်ပါတယ်ဒီအတံပုံစံတွေကဒီအတံပုံစံတွေကထက်ကတလေလေပုံစံတူကြီးဖြစ်ပေါ်နေတဲ့အတွက်ကြောင့်မလို့တို့ကအဲ့ထဲကနေပြီးတကူထုံထုံပြီးတော့ဟိုပြောထားတဲ့ unit cell ပေါ့နော်အဲ့လိုမျိုး unit cell လို့ကျွန်တော်သုံးလိုက်ပါ unit cell လို့ပြောထားတာဟာ lattice လို့ခေါ်ပါတယ်အဲအဲ့တော့ body center tetragonal က body center cubic နဲ့နည်းနည်းအလားတရံဆင်ပါတယ်ဒါပေမဲ့မတူပါဘူး အဲဘာတွေမတူဘူးလဲဆိုတော့သူကို xyz အာဒီလိုဝင်ရိုးသုံးခုပေါ်မှာတင်လိုက်လို့ရှိရင်တဲ့သူကနှစ်နှားညီပြီးတော့တနာမညီပါဘူးတဲ့သူကပြောချင်တဲ့ဘောက x နဲ့ y နဲ့တူပြီးတော့ z ကမညီပါဘူး x နဲ့ y နဲ့တူပြီးတော့ z ကမညီပါဘူးအာကျွန်တော်ဒီမှာတော့ fcc နဲ့ bcc ကိုဒီက ion versus d ဗီဒီယိုမှာရှင်းထားပြီးတဲ့အတွက်ကြောင့်ကျွန်တော်ပြန်လည်ပြီးတော့မရှင်းပြတော့ပါဘူး martin site ကိုကျွန်တော်တို့ ဒီ microscope အောက်မှာကြည့်မယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့အချီထိုးတဲ့အချောင်းအအချောင်းလေးတွေပုံထားတကယ်တို့မြင်ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုကြပါတယ်အဲကျွန်တော်ကတော့တရားကြီးတွေ့တွေ့ချင်းကျွန်တော်ကတော့ဒီကြိတ်သားနဲ့လုပ်တဲ့ဟိုအဲကြိတ်သားနဲ့လုပ်ထားတဲ့တရားဘုံကြီးပဲကျွန်တော်ပြည့်ပြည့်မြင်တာပေါ့နော်ဒီကအပတန်တွေကလည်းသူ့နဲ့နည်းနည်းခက်ဆင်ဆင်ဆိုတော့ကျွန်တော်ကတော့အဲ့လိုပဲပြည့်မြင်မိပါတယ်ဒါပေမဲ့သူ့ရဲ့ pattern ဒီဘဲလာရဲ့ pattern နဲ့မတူပါဘူး ဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုတွေ့ရလဲဆိုတာလေးကိုဆက်လိုက်ရအောင်ဒါကိုဘယ်လိုတွေ့ရလဲပေါ့နော်အဲဒါကိုဘယ်လိုတွေ့ရလဲဆိုလို့ရှိရင် तू က quench လုပ်လို့ရတာပေါ့နော်အရန်ကိုလှင်မြန်စွာ quench လုပ်ခြင်းအပြင်ရလာတာဖြစ်ပါတယ်အဲသူ့မှာ ferrite နဲ့ cement တိုင်းမပါပါဘူးသူမှာ ferrite နဲ့ဒါကတော့ရန်ထူကြပါတယ်ကျွန်တော်တို့ face diagram ရဲ့ဒီအောက်ပိုင်းမှာအအရင်ကဗီဒီယိုပါဗောနော် Instagram အောက်ပိုင်းမှာကြည့်လို့ရှိရင်ကျွန်တော်တို့တွေ့ရတာက ferrite and plus cementite အပေါင်းသို့မဟုတ် ferrite အဲအဲ့လိုမျိုးတွေပဲတွေ့ရပါဒါမဲ့ mountain site ကတော့အဲ့ဒါယူမအဲ့ဒါမပါဘဲနဲ့ကြော်ရတယ်ဗောနော်ကြော်ရပြီးတော့ mountain site ဆိုပြီးထွက်လာတာဗောနော်အဲ့တော့ဝါးဘလို့ဖြစ်လာတာလဲဗောနော်အရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အဲသူ့ရဲ့အဖြေကတော့ကျွန်တော်ဘီးမှာပြထားပါတယ်ဘီးမှာဒီဒီ cuff လေးမှာပြထားပါတယ် ဒီ curve ကိုတော့ကျွန်တော်တို့အာ temperature time transformation curve TTT လို့ခေါ်ပါတယ်ဒီ curve မှာပထမဆုံး dotted line ကိုကြည့်ပါဘောနော်ပထမဆုံး dotted line ဒီဒီမှာ tan side ဖြစ်ပေါ်လာတဲ့ line ပဲဖြစ်ပါတယ်ဒီမှာ tan side ဖြစ်ပေါ်လာတဲ့ line ဒီဒီ base ကဘယ် curve ပုံမှာမညိဘဲနဲ့ကိုတလူကြီးဆင်းချလာတာပါ ဒီဘေးကဖြစ်ပေါ်လာတဲ့ curve တွေကသူ pair light to bay night to ဖြစ်ပေါ်တဲ့ region တွေ ferrite ဖြစ်ပေါ်တဲ့ region တွေ austenite ဖြစ်ပေါ်တဲ့ region တွေဒါတွေကိုပြထားတာဖြစ်ပါတယ်သူဒီဒါတွေတစ်ခုမှမဖြစ်ဘဲနဲ့လုံးဝဒါကြီးကိုကြော်ပြီးတော့အောက်ထဲကို martin site ဆိုပြီးတော့သူကချက်ချင်းကိုထိုးဆင်းသွားတာပါဒါတော့ martin site dotted line ms ဖြစ်ပါတယ်ဒါတော့ martin site 50 martin site 90 martin site n line ဖြစ်ပါတယ် အဲဒီမှာကျွန်တော်တို့ဒီ downline ဆင်းချလာတဲ့ line ကိုကြည့်လို့ရှိရင်ဒါသူ့ရဲ့ calling rate ကိုတွက်လို့ရပါ somewhere between 700 800 degree celsius ကနေပြီးတော့ရုပ်ချီးဆိုသူလို့သူကဆင်းချလာတာပါ just around maybe 60 70 80 degree celsius အဲ့လောက်ကိုကျွန်တော်တို့ဆင်းချလာပါဒီကောင်က သူ့ရဲ့ slope ကကြည့်လို့ရှိရင်တအားကြီးကိုမှတ်ပါတယ်အဲအရောက်မလို့သူ့ရဲ့ rate of cooling ကတအားကြီးကိုလျှင်မြန်လွန်အားကြီးတဲ့တကြောင်မို့လို့ကာဗွန်တွေသည်ကာဗွန်တွေသည် ion တွေနဲ့ debut ချိန်မရလိုက်ဖဲနဲ့ကိုသူဒီ ion တွေအတန်ကြားထဲမှာတိုးဝေဝင်ရောက်သွားတယ်ပေါ့နော်ဒါမှမဟုတ် trap ဖြစ်သွားတယ်ပေါ့အဲ့ဒါကိုပဲကျွန်တော်တို့ရှိမှကျွန်တော်ခေါ်ခဲ့တာရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ interstitial solid solution တို့ဝေဝင်လျောက်တယ်လို့ခေါ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ခုအနေနဲ့ကတနာရဲ့လှိဝက်ချက်ကိုကျွန်တော်ဆက်လိုက်အောင်နော်ကတနာရဲ့လှိဝက်ချက်ကိုဆက်လိုက်အောင်ကတနာရဲ့လှိဝက်ချက်ဒါလေးကနည်းနည်းပူစိတ်ဝင်စားဖို့ကောင်းဒီဘောင်းနဲ့နည်းနည်းပြင်းဖို့ကောင်းတယ်စာရည်ဆိုတော့ကတနာရဲ့လှိဝက်ချက်ကဘာလဲဆိုတော့ကတနာ ကတာနာလေးဝက်ချက်ကဘာလဲဆိုတော့ကတာနာမှာမတူညီတဲ့ steel micro structure pattern နှစ်ခုရှိတယ်ပေါ့နော်ဟိုပြောချင်တဲ့ဘောကဒီဒီ steel ပဲဒီ composition ပဲဒီ carbon percentage အကျိုးစားပဲဒီ percentage ချိုးစားပဲဒီ iron sorry steel တော့ပြတယ်ကျွန်တော် iron percentage ချိုးစားပဲဒါတွေဟိုအချိုးစားတွေအကုန်လုံးအတူတူညီတဲမှာဟိုမှာဒီ micro structure pattern နှစ်ခုမတူညီဘူးဆိုတော့ဖြစ်နိုင်သလားဗောနော်အဖြေကတော့ဖြစ်နိုင်ပါတယ်တဲ့ yes ပါတဲ့ဒါပေမဲ့ဘလို့ဖြစ်တာလဲဗောနော်ဟောက်ကန်ဗောနော် Nicholas ကတော့ပါဇက်အဟောင်းသားကြီးဖြစ်နေဗောနော်ဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဘလို့ဖြစ်နိုင်တယ်လဲဆိုတာကိုကျွန်တော် ကြည့်ရအောင်ပါ အဲဘလို့ဖြစ်နိုင်တယ်လဲဆိုတော့ပေါ့နော်ဒီ hard part ပေါ့နော်မားတဲ့အတိုင်းမားတဲ့အပိုင်းက martin side ပိုင်းဖြစ်ပြီးတော့ဒါကတော့ the edge of the sword edge of the sword ဒါအပွားပိုင်းဖြစ်ပါတယ်ဒါအကျော်ပိုင်းကတော့ဒါကျိုးယူပိုင်းကတော့ ပြော့ပါတယ်ပေါ့နော်ဒါ bell light ဖြစ်ပြီးတော့သူက back ကို resistant ဖြစ်ပါတယ်အဲ့ဒါမျိုးရအောင်ဘလို့လုပ်တလဲကျွန်တော်ဒီဟာမျိုးကိုရအောင်ဘလို့လုပ်တလဲဆိုတဲ့အဖြစ်ကို ကျွန်တော်တို့သွားပါမယ်။အော်ဒါနဲ့စကားမဆက်ဘူးเนาะဒီဘေးထဲမှာပြထားတဲ့ကောင်ဒီဒါကတနာဒါဖြစ်ပါတယ်။ဒီကတနာဒါဆိုတာဒါဂျပန်ဒါပေါ့เนาะဂျပန်ဒါဆာမူရိုင်းဒါအဲ့လိုမျိုးကျွန်တော်ကတော့သိပါတယ်။အာပုံမှန်အားဖြင့်အေကန်းဒီမှာ အလှချိတ်ဆွဲပြီးတော့လဲထားလိရှိပါတယ်။အဲကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်အဲဒီ ီဟာကိုဘယ်လိုလုပ်တလဲဆိုတာကိုသွားလိုက်ရအောင်ပေါ့နော်ဒီ microstructure ဘာဖြစ်လို့နှမျိုးဖြစ်ဟုတ်ပါပြီအဓိကကျွန်တော်တို့ဇက်လိုက်ကဘာတူလဲဆိုတော့အဓိကဇက်လိုက်ကကျွန်တော်တို့ရှင်စည်းပဲဖြစ်ပါတယ်ဒီဘေးနားမှာပြထားတဲ့ပုံပေါ့နော်ဒီဘေးနားမှာပြထားတဲ့ပုံကကျွန်တော်တို့ဒါရှင်စည်းတုတ်လေးနေတဲ့ပုံဖြစ်ပါတယ်ဒီရှင်စည်းတုတ်လေးနေတဲ့ပုံကအာသူကဓာတ်သွားနဲ့ဓာတ်ကြောယူကိုသူက မတူညီအောင်တုတ်လေးရမှာပေါ့နော်တို့ဒါအသွားကို ကြတော့ကပပရှင်စီကိုတုတ်လိမ့်ပြီးတော့ဒါကြောယိုးမှာဒါကြောယိုးကိုတော့ဟိုအမျိုးမတူတဲ့ခက်တူတူရှင်စီတခုကိုတုတ်လိမ့်ရမှာဖြစ်ပါအဲအဲ့လိုတုတ်လိမ့်ပြီးသားဒါကိုအာပူရဲကိုထည့်ပြီးအပူပေးအပူပေးပြီးတော့ထုတ်ပြီးတော့ရေထဲကိုနှိမ့်လိုက်တဲ့အခါမှာအာ microstructure pattern နေရာတနည်းနဲ့တနည်းမတူတော့ဘူးပေါ့နော်အသွားမှာပြီးတော့အဲကြိုးရအသွားထပ်ဖို့ပြော့တယ်ပေါ့နော်အဲ့လိုအဲ့လိုရလာအဲ့လိုမတူညီတဲ့ micro structure pattern တွေရပေါ့နော်တနည်းနဲ့တနည်းထိဆက်ပြီးတော့ဖြစ်လာတဲ့နေရာတွေမှာအဲ့လိုအကြောင်းလေးတွေပေါ်လာတယ်ပေါ့နော်အဲ့လိုဖြစ်လာတဲ့အကြောင်းလေးတွေကအာကျွန်တော်ဘီနားမှာဒီပုံလေးနဲ့ထည့်ပြီးတော့ပြထားပါတယ်ဒါတွေက အာအဲ့ဖြစ်လာတဲ့အကြောင်းလေးတွေကိုโอเคကျွန်တော်ဖြစ်လာတဲ့အကြောင်းလေးရဲ့နာမည်ဟာမွန်လိုင်းပါအဲ့ဖြစ်လာတဲ့အကြောင်းလေးတွေကိုဟာမွန်လိုင်းလို့ခေါ်ပါတယ်ဟာမွန်လိုင်းကအရန်ကိုစက်တည်ရှိပါတယ်ပြီးွားလို့ရှိလို့ရှင်ဆွဲဆောင်မှုလည်းဒါရှိတဲ့ဟိုဒါဘုတ်မှတည်တင်ရှိထားရဲ့ဒါရဲ့စက်တည်နဲ့ပြီးွားနေရပါဗျာဟာမွန်လိုင်းနေရှိနေခြင်းအဖြစ်အာ ဒီ harm online အကြောင်းကိုလည်းကျွန်တော်တို့ဟို Google မှာအဝင်ရောက်ပြီးတော့ရှာဖွေနိုင်ပါတယ်ဒီ harm online ကဟိုသိမသာဘူးကောင်းတဲ့ topic တစ်ခုလည်းမှာပါတယ်ပေါ့နော်ဟိုနောက်တစ်ခုကျွန်တော်ကြည့်ရှုသူတွေကိုအတိပေးချင်တာကဒီ harm online ပါတိုင်းကတာနာမစစ်ပါဘူးတဲ့ဟို harm online ဟာအမ် sorry harm online ကိုအတုလုပ်လို့ရပါတယ်ပေါ့နော် အဲ့ဒါကိုအတုနဲ့စစ်ခွဲတဲ့နီးလေးနီးလေးကိုလည်းကျွန်တော် online မှာတွေ့သလောက်ကျွန်တော်ဟို description ထဲမှာ ကျွန်တော် link ထည့်ပေးထားပါမယ်ကျွန်တော် link ထည့်ပေးထားပါမယ်ဟုတ်ပါပြီအဲဒါဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ဟို martin site ကိုဆက်လိုက်ရအောင်ပေါ့နော်အဲဟုတ်ပါပြီအဲ properties of martin site ပေါ့နော်ကျွန်တော်တို့ martin site ရဲ့ကုန်သတ္တိပေါ့နော် အာမာတင်ဆိုက်က low ductility သူ့မှာကွေးလွယ်ဆန့်လွယ်လုံးဝမရှိသလောက်ပဲနဲ့မရှိသလောက်ပဲပေါ့မရှိသလောက်ပဲပေါ့နော်ပြီးပါလို့ရှိရင်သူကအရန်ကို brittle nature brittle ချုပ်ဆက်တယ်ပေါ့နော်ပြီး hardness မကြုံမှုကတော့အရန်ကိုကောင်းပါတယ် very high hardness အဲအဲ့လိုမှအရန်မှကြောလို့မို့လေသူ့ကို wear resistant အဲအဲ့လိုအစားခံနိုင်တဲ့နေရာတွေမှာသုံးပါတယ် uh, and cutting application သူတို့ဖြတ်တယ်တောက်တယ်အဲခုတ်တယ် train တယ်အဲ့လိုနေရာတွေလည်းသုံးတယ်ပေါ့နော် toughness ခံနိုင်အားတော့မကောင်းပါဘူးတဲ့ဘာကြောင့်လဲဆိုတော့သူရဲ့ britain nature ကြောင့်ပဲသူက crack susceptibility okay ဒီမှာပါ susceptibility to cracking under stress သူ under stress မှာပေါ့နော်အာသူ stress ဖြစ်သွားလို့ရှိရင်သူကခွက်ဖြစ်နိုင်ကြီးရှိရယ်ပေါ့နော်ဘာလို့လဲသူရဲ့ britain nature ကြောင့်ဖြစ်ပါတယ် ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဘေးနားမှာဒီပုံကတော့ Ocean 9နဲ့ Marsan Type အာကိုတွေ့ကျွန်တော်ပြရှင်ထားတဲ့ပုံလေးကိုကျွန်တော် online မှာတွေ့လို့ထည့်ပြီးထားတာပေါ့နော်ကျွန်တော်ဒါဘုဒ္ဓတအနေနဲ့အရာအောင်ဆိုပြီးတော့ကျွန်တော်ထည့်ပြီးထားတာပါအာဒါဘေးနားမှာ tensor ရဲ့ properties အတွေ့ကိုကျွန်တော်ဟိုဟိုပုံနဲ့အတူဖော်ပြတာပေါ့နော်ဒီ samurai dagger တွေ martin sight ဆိုတဲ့ material အဲ sorry steel တွေပေါ့အာသူ့ရဲ့ကုန်သက်တီက ဘရစ်တယ်ဖြစ်ပြီးတော့ကျိုးလွယ်ပါသူကမကွေးဝါပါဘူး under stress မှာမကွေးဝါဘူးသူကကျိုးတာပါ crack ဖြစ်ပြီးတော့ကျိုးတာပါအဲ့ဒါကိုကျွန်တော်ပြခြင်းလို့ဒီပုံကိုကျွန်တော်ထည့်သွင်းထားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်မှာပုံစံတစ်ပုတ်ရှိပါတယ်အဲပုံစံကဘာလဲဆိုတော့ကျွန်တော်တို့ငငယ်တွေကကြည့်တဲ့ကြံကြောင်းပေါ့နော် ျွန်တော်ခင်တော့ကြည့်ရကြံကြောက်ပါတော့ကြံကြောက်ကနေပရမယာကျောက်စီတာကအာဘာအလွိုင်းနဲ့လှုပ်ထားလဲဆိုတာကိုကြည့်ရှုသူတွေအဲခမန်းအဲခမန်းကြည့်ပါပေါ့နော်ပြီးသွားလို့ရှိလို့ရှိရင်အဲထင်တာမြင်တာလေးတွေကိုအဖြေလေးတွေကိုကျွန်တော်ကွန်မန့်မှာချပါပြီးသွားပါပေါ့နော်အာအဲ့တခုကျွန်တော်ပြောချင်ပါတယ်အဲပြီးသွားလို့ရှိရင်နောက်ထပ် slide ကတော့ဘယ်မှာအသုံးချပါသလဲ where to use ဒါ where to use ကတော့စောစောကျွန်တော်အကြံပြပြောသွားတဲ့အတိုင်းပဲ wear resistant ရှိတဲ့ application မှာတုံးတဲ့ဒီကျွန်တော်တို့ဟို aerospace automotive and military application အာအလိုနေရာတွေမှာတုံးတယ်ပေါ့နော်ဒါတော့ကျွန်တော်အပြန်အဖြစ်ရေးတာပြီးကြီးထားတာပေါ့နော်ဒါတော့ပုံလေးကတော့ကျွန်တော်음ပြာမထည့်မထည့်ထားတော့ပါဘူးအမ်အဲ့တော့ကျွန်တော် DVD လေးကိုဒီမှာတင်အဲအဆုံးသတ်လိုက်ပါတယ်အဲကျွန်တော်ကြည့်ရှုသူတွေကိုလုံးကျေးဇူးတင်ပါတယ် ီဗီဒီယိုလေးမှာကျွန်တော် online resource တွေတော်တော်များများအသုံးပြုထားပါတယ်ကျွန်တော်ကူကားထားတဲ့ ChatGPT ကူတဲ့ Amazon ပြန်တဲ့ပြီးတော့ Java specialist နဲ့ဟိုသူတို့ရဲ့ sharing တွေကိုပါကျွန်တော်ပေါင်းစပ်ပြီးတော့တင်ဆက်ပေးထားတာဖြစ်ပါတယ်အာနောက်တစ်ခုကတော့ဟို Katana ရဲ့လုတ်ပုံလုံးဒီဗီဒီယိုလေးပေါ့နော်သူတို့တကယ်ဟိုဟာ forging smith တမို့ swap smith တဲ့လိုမျိုးအာလုတ်တဲ့ပုံစံလေးဒီအဲလေးဒီဗီဒီယိုကောင်းကောင်းလေးဒီပြီးွားလို့ရှိရင်နောက်ထပ်ဟိုပေါ့နော် technical အားဖြင့်ဆိုလို့ရှိလို့ရှိရင်အာရှင်းပြရတာအရန်ကောင်းပြီးတော့နားထောင်ရတာလွယ်တဲ့ channel တစ်ခုဖြစ်တဲ့ introduction to mythology ဒါကတော့အိန္ဒိယကျွန်တော်ထင်တယ်ဒါ professor လားမသိဘူးဗျ professor တယောက်သူ ရှင်းပြတာတော်တော်ကောင်းတယ် အနားထောင်လို့ရမ်းလွယ်တယ်လာလျားလည်းရမ်းလွယ်တယ်ပြီးတော့သူ accent ကလည်း india accent လို့မဟုတ်ပဲねကျွန်တော်တို့နားလွယ်နားလွယ်တဲ့ accent ပေါ့နော်အဲအဲ့အတွက်ကြောင့်မလို့ကျွန်တော် link မှာချပေးထားပါတယ်ကျွန်တော် originator အားလုံးကိုလည်း originator အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော် credit လည်းပေးတယ်အမ်အာဟုတ်ပါပြီကျွန်တော်ဗီဒီယိုလေးကိုဒီမှာတင်ရနာပြီးတော့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲ goodbye